လွန်ခဲ့တဲ့24နှစ်အတွင်းတရုတ်မိုးပြံဘူပေါင်း17လုံးကိုတွေ့ရှိခဲ့ရတယ်လို့ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတောက်ကြနေမှာပြောပါရယ်။အဲဒီမိုးပြံဘူပေါင်းတွေကိုထိုင်ဝမ်စံတော်ချိန်မနက်6နာရီ၊ကြာသပတေးနေ့ Greenwich စံတော်ချိန်ည10နာရီထိ24နာရီအတွင်းတရုတ်လေရင်5စင်း၊စစ်သင်္ဘော6စီးနဲ့အတူတွေ့ရှိခဲ့ရတာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့နေ့စဉ်အစီရင်ခံစာမှာဖော်ပြထားပါရယ်။ဒါဟာ AFP သတင်းဌာနက2023ခုနှစ်ဒီဇင်ဘာလကတည်းကမှတ်တမ်းတင်ထားတဲ့စီးရင်နေရအများဆုံးတွေ့ရတဲ့မိုးပြံပူပေါင်းရေအတွက်ဖြစ်ပါတယ်။ထိုင်ဝမ်ဟာသူတို့ရဲ့ပိုင်နက်နေမြေတစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့တရုတ်ကတောက်လျှောက်ပြောနေပြီးကျွန်းကိုသူတို့ထိန်းချုပ်မှုအောင်ပြန်ရောက်ဖို့အင်အားတုံးမယ်လို့လည်းချိန်ချောက်ထားပါတယ်။ကျွန်းပေါ်သူတို့ရဲ့အချုပ်ချာအာဏာရှိကြောင်းတောင်းဆိုဖို့ဖိအားပေးနိုင်ရေးအတွက်မကြသေးခင်နှစ်တွေတွင်တရုတ်နိုင်ငံဟာတိုက်လေရင်နဲ့ရေတပ်တင်းမောတွေတိုးချဲ့ချထားတာကိုပြုလုပ်လာခဲ့ပါတယ်။ ဒီလိုချုပ်ချာအာဏာပိုင်ဆိုင်ကြောင်းပြောဆိုချက်ကိုတော့ထိုင်ဝမ်ဘက်ကညှင်းဆိုထားပါတယ်။ထိုင်ဝမ်ကျွန်းအရေးဟာတရုတ်နဲ့အမေရိကန်နိုင်ငံတို့အကြားစစ်ပွဲဖြစ်ပွားလာနိုင်တဲ့ကိစ္စရပ်ဖြစ်ပါတယ်။အမေရိကန်နိုင်ငံဟာထိုင်ဝမ်ကျွန်းရဲ့အရေးကြီးဆုံးထောက်ခံအားပေးသူလည်းဖြစ်အကြီးဆုံးလက်နက်ထောက်ပံ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။လောကောမီဒီယာရဲ့ဆက်လက်ရည်တည်မှန်ဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာ အကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီပေးခြင်းနဲ့ Jazzy.